စစ်ပွဲဆိုတာအတက်ကြရှိပါတယ်ရှုံးလိုက်နိုင်လိုက် မျိုးတွေကိုကိုကတိမ့်လိုက်သူကတိမ့်လိုက်ဆိုတော့ဖြစ်စဉ်မျိုးဟာဖြစ်လေဖြစ်တာရှိတဲ့စစ်ရဲ့သဘာဝတရားပါပဲမျိုးတချို့ကိုပေးလိုက်ရတာနဲ့စစ်ရှုံးပြီသို့မဟုတ်တော်လှန်ရေးရှုံးနေတော့မယ်လို့ထင်တာဟာစစ်ရဲ့သဘောတော်လှန်ရေးရဲ့သဘောကိုသေသေးချာချာစမ်းစစ်ဝေဖန်မှုမရှိတဲ့သူတွေမှာဖြစ်လေဖြစ်တာရှိပါတယ်မျိုးတချို့ကိုဇက်တိုက်သိမ့်ပိတ်လိုက်နိုင်တဲ့အချိန်မှာတချို့က အောင်ပွဲမကြခင်ရတော့မှာလို့ထင်ပြီးတော့စိတ်သက်သိတက်ကြွသွားလိမ့်ရှိပါတယ်။တစ်တုံညာနဲ့ခွင်စစ်စင်ရေးကာလတွေမှာအဲ့ဒါလိုစိတ်သက်တက်ကြွမှုမျိုးကိုတွေ့ခဲ့ကြရပါတယ်။လက်ရှိတော်လိုင်းရေးမှာဖြတ်တန်းရမယ့်ရေရှည်စစ်သဘောတရားကိုမမြင်တဲ့သူတွေဟာအဲ့ဒါလိုအတက်အကြွလွန်မှုမျိုးအများဆုံးဖြစ်လိမ့်ရှိပါတယ်။လာချိုတီဘောနောင်ချိုကြောင်မဲမိုးကုတ်မိုးမိတ်မိုးပြဲစတဲ့မျိုးတွေကိုပြန်ပေးရတဲ့အခါမှာတော်လိုင်းရေးရှုံးပြီဆိုပြီးတော့စိတ်သက်ကြတဲ့သူတွေကိုလည်းအများအပြားတွေ့ရပါတယ်။ တစ်တုံညာနှစ်ခွန်အောင်ပွဲရချိန်မှာအတက်ကြွလွန်ခဲ့တဲ့သူတွေကအဲ့ဒီမျိုးတွေပြန်ပေးရတဲ့အချိန်မှာပိုပြီးတော့စိတ်တက်ကြတာကိုတွေ့ရပါတယ်။ဒါဟာရေရှည်စစ်သဘောတရားကိုမမြင်တဲ့သူသို့မဟုတ်လက်မခံကျင်တဲ့သူတွေမှာဖြစ်သွားတာပါ။ရေရှည်စစ်လို့ပြောလိုက်လို့ရှိရင်ကိုပဲမကျင်နဲ့နိုင်တဲ့သူတွေအများကြီးရှိပါတယ်။ဘာကြောင့်မကျင်နဲ့တဲ့ဆိုတော့စစ်ကိုမြန်မြန်ပြီးမြန်မြန်အောင်ပွဲခံကျင်ကြလို့ပါ။ဒါပေမဲ့မမြန်ရခြင်းရဲ့အကြောင်းရင်း ရေရှည်စစ်ဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေကရှိပါတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်ရင်ကိုကျွန်တော်ကတခုလုံးချုပ်ကြည့်တာဥပမာဘမပီတပီလို့ရဲ့မပီတော်စီထူးခြားချက်ကြည့်တာပေါ့ရအဲ့လိုအဲ့လိုကြည့်တဲ့နေရာမှာဆိုရင်ရန်သူအင်အားကြီးတယ်နော်ရန်သူကအင်အားကြီးတယ်ကျွန်တော်အင်အားသေးငယ်တယ်ပေါ့နော်ဒါကယူပြချက်ဒါမြင်နေတဲ့အချက်ပေါ့အဲ့တော့ဒီအခြေခံပေါ်မှာတခြားအကြောင်းချက်တွေလည်းရှိပါတယ်နော်အဲတခြားအကြောင်းချက်တွေရှိပါအဲ့ဒီအခြေခံပေါ်မှာကျွန်တော်ကဒါဆိုလို့ရှိရင်ဒီအခြေခံမှာဒီတကားပြောခန်းစစ်မှာချမှတ်ထားတဲ့ဘူးတွေနေပဲသွားမှာပေါ့ရအဲ့လိုအဲ့လိုရန်သူကအင်အားကြီးတယ်လို့ ဥထွန်းလောက်အောင်က ပြောတာဟာဘာလို့ရည်ရွယ်ပြောဆိုတာပါလဲစေအုပ်စုဟာတိုင်းပြည်ဗန္ဒာကိုမောင်းမိုင်းစီထားတယ်ဒါကပထမအချက်ဖြစ်ပါတယ်ဒုတိယအချက်ကတော့စေအုပ်စုရဲ့စစ်တပ်မှာခင်မီလက်နက်အများပြားရှိတယ်လေယာဉ်တွေ drone တွေအများပြားရှိတယ်ဒါကဒုတိယအချက်ပါစေအုပ်စုကအဲ့လိုအာသာချက်မျိုးတွေရှိနေချိန်မှာတော်လန်စစ်ဟာရေရှည်စစ်ပွဲဖြစ်သွားပါတယ်ရေရှည်စစ်ပွဲရဲ့ပထမအဆင့်ဟာလဲတင်ဒကပြူဟာခံစစ်ဖြစ်သွားပါတယ် ဘာကြောင့်အဲ့လိုဖြစ်ရတယ်လဲဆိုတော့တော်လန်ရေးအင်အားစုတွေမှာစစ်အုပ်စုကိုရင်ဆိုင်တောင့်ခံနိုင်မဲ့လက်နက်အင်အားအလုံးလောက်မရှိသေးတာရဲ့တော်လန်ရေးအဖွဲ့အစည်းတွေကိုခိုင်ခိုင်မာမာတိစောက်မထားနိုင်သေးတဲ့အချက်ရဲ့ကြောင့်ပါအဲ့ဒါကြောင့်အချိန်ယူပြီးတော့တိုက်ရပါတယ်မျိုးသိန်းတိုက်ပွဲတွေအပေါ်မှာတင်ကဗျူဟာအယအာထာမိကိုလွန်းတာမျိုးမလုပ်တင်ပါဘူးတိမ့်နိုင်တဲ့အချိန်မှာတိမ့်တာဟာအပြစ်မဟုတ်ပေမဲ့ပြန်ဆုတ်ပေးရလို့ရှိရင် စိတ်သက်ကြစရာလည်းမလိုပါဘူး ဘာကြောင့်လဲဆိုတော့သင်္ကားပြူဟာခံစစ်ကာလမှာမျိုးတွေကိုအသေးခံထိမ့်သိမ့်တာမျိုးမလုပ်တဲ့တဲ့အတွက်စေုပ်စုဘက်ကထိုးစစ်အပြင်းထန်လှုပ်လာချိန်မှာစုပ်ကိုစုပ်ပြရမှာမလို့ပါဘာကြောင့်စုပ်ကိုစုပ်ပြရမှာလဲဆိုတော့အကြောင်းရှိပါတယ်မျိုးကိုထိမ့်ဖို့ဆိုရမှာလက်နက်အင်အားလူအင်အားအများပြားလိုအပ်ပါတယ်မျိုးကိုအသေးခံထိမ့်သိမ့်မယ်ဆိုလို့ရှိရင်လက်နက်အင်အားလူအင်အားအများပြားဆုံးရှုံးနိုင်ပါတယ်သင်္ကားပြူဟာခံစစ်ကာလမှာအဲ့ဒါလိုလူအင်အားလက်နက်အင်အားအများပြား အဆုံးရှုံးခံပြီးတော့ထိမ့်ထားတာမျိုးကိုမလုပ်တင်တဲ့အတွက်ပါဆွေအုပ်စုကကြည်စံတို့ဘုံတို့ကိုဘုံဘောလော ဖြုံတိနေချိန်မှာတော်လိုင်းရေးသမားတွေကသူတို့နဲ့ပြိုင်ပြီးတော့မမတ်ရပါဘူးတော်လိုင်းရေးသမားတွေအတွက်ကြည်တောင်ဟာတံမိုးသိပ်ကြည့်ပါတယ်အဲ့ဒါကြောင့်ကြည်ကိုမဖြုံးရပါဘူးကြည်ကိုခြွေတာရပါတယ်အဲ့ထက်ပိုရေးကြည့်တာကတော်လိုင်းရေးဘက်မှာလူတွေဟာသိပ်တံမိုးကြည့်ပါတယ်ဆွေအုပ်စုရဲ့စစ်သား၁၀ယောက်ကြာပြီးတော့တော်လိုင်းရေးဘက်က၁၀ယောက်ကြာတယ်ဆိုလို့ရှိရင်အဲ့ဒါဟာသေပဲလို့မတွေ့ရပါဘူး ဲ့ဒါဟာတော်လန်ရေးဘက်ကတိတ်ညစ်နာပါတယ်စစ်အုပ်စုဟာစစ်သားကိုတံပိုးမထားပါဘူးစစ်သားကိုတနက်ပြစ်တတ်တဲ့ဆက်ရုပ်တိမ်နောက်ဖယ်သဘောထားပါတယ်စစ်သားတယောက်ဆုံးရှုံးလိုက်ရတာကိုတနက်ပြစ်တတ်တဲ့ဆက်ရုပ်တယောက်ညော့သွားသလောက်ဖယ်သူတို့ကသဘောထားပါတယ်ကြီးပြအားညော့သွားတယ်ဆိုတာလောက်ဖယ်သဘောထားပါတယ်အဲ့ဒါကြောင့်စစ်အုပ်စုဟာလူကိုရင်းပြီးတော့တိုက်ခိုက်တာမျိုးလူကိုစရေပြီးတော့တိုက်ခိုက်တာမျိုးကိုတိတ်လုံးတက်ပါတယ်တော်လိုင်းသမားတွေကတော့လူကိုတိတ်တံမိုးထားပါတယ် လူချင်းတန်ဖိုးမတူပါဘူးစေုပ်စုဘက်ကစစ်သားတွေဟာဘဝရည်ရည်ရဲ့အတွက်စစ်တိုက်နေကြတဲ့သူတွေပါအဲ့ဒါဟာစစ်မှုတန်းအတင်းအဓမ္မခေါ်ထားတဲ့သူတွေပါအပါဝင်ပါအဲ့ဒါလိုလူတွေကိုကျေးစားတယ်လို့ခေါ်ပါတယ်တော်လိုင်းဘက်ကပျောက်ကြားတွေဟာနိုင်ငံရေးအတွက်စစ်တိုက်နေကြတဲ့သူတွေပါယုံကြည်ချက်အတွက်စစ်တိုက်နေကြတဲ့သူတွေပါနိုင်ငံရေးစိတ်ဓာတ်နဲ့တိုက်နေကြတဲ့သူတွေဖြစ်တဲ့အတွက်တယောက်ဆိုတယောက်ရဖို့လည်းခက်ခဲပါတယ်အဖိုးလည်းတန်ပါတယ်ပျောက်ကြားတယောက်နဲ့ ကျေးစားစစ်သားကိုတံမိုးအတူတူမတွေ့ရဘူးဆိုတာကပပျောက်ကြားပါရဂူတွေအကုန်လုံးပြောထားကြတဲ့အချက်တွေလည်းဖြစ်ပါတယ်။ဒါ့အပြင်တင်ဒကဖြူဟာခန်းစစ်ကာလမှာတော်လိုင်းရေးအဖွဲ့တွေရဲ့အဓိကရည်မှန်းချက်ဟာတော်လိုင်းရေးအဖွဲ့တွေကြီးထွားလာရေးပါ။လူဝင်အားများပြားတဲ့တပ်အကြီးကြီးတွေဖြစ်လာရေးလက်နက်တွေများများစုဆောင်းမိရေးဖြစ်ပါတယ်။အဲဒါကြောင့်လဲပျောက်ကြားတော်လိုင်းရေးသမားတွေကြဆုံးမှုနည်းနိုင်တယ်များနည်းအောင်ကြိုးစားရပါတယ်။မျိုးရည်စကန်တွေတိတ်နိုင်မှုရအတွက်လူကိုရင်းနာမျိုးမလုပ်ရပါဘူး။ စေအုပ်စုရဲ့စည်ရေးအတွေ့ခေါ်အရဆိုလို့ရှိရင်စစ်သားတွေကြဆုံးပေမဲ့မျိုးရည်စခန်းတွေကိုတိမ့်နိုင်လို့ရှိရင်အဲ့ဒါကိုအောင်မွေးရတယ်လို့သူတို့ကသတ်မှတ်ပါတယ်တော်လိုင်းရေးအဖွဲ့အစည်းတွေအနေနဲ့ဆိုလို့ရှိရင်တင်ဒကားဖြူဟာခန်းစစ်ကာလမှာတော်လိုင်းရေးသမားတွေအသက်ပေးပြီးတော့စခန်းတစ်ခုကိုတိမ့်နေဆိုလို့ရှိရင်အဲ့ဒါဟာရှုံးလို့သတ်မှတ်လို့ရှိပါတယ်အဲ့ဒါလိုသဘောထားကွာခြားတာဟာတဘာဝလည်းကြပါတယ်နိုင်ငံရေးအတွေ့ခေါ်မတူတဲ့အတွက်လူကိုတံမိုးထားပုံချင်းမတူတာဖြစ်တယ်လို့တင်ဒကားဖြူဟာချင်းမတူတဲ့အတွက်သဘောထား ကွာခြားတာလည်းဖြစ်ပါတယ်။အဲဒါဆိုရင်တော်လိုင်းသမားတွေဘက်ကအသက်နဲ့ရင်းပြီးတော့မျိုးတွေတိန်းတာမျိုးကိုဘယ်တော့မှမလုပ်ရဘူးလားဆိုတော့အဲ့ဒါလိုလည်းမဟုတ်ပါဘူး။တော်လိုင်းရဲ့နောက်ဆုံးအဆင့်တနည်းအားဖြင့်ပြောရလို့ရှိရင်ရေရှည်စစ်ရဲ့တတရအဆင့်ကြမှာအဲ့ဒါလိုအသက်နဲ့ရင်းပြီးတော့မျိုးတွေတိန်းတာမျိုးကိုလုပ်ရပါတယ်။အဲ့ဒီအချိန်ရောက်ရင်များများမရင်းမနဲ့လေမျိုးတွေကိုရတတ်ပါတယ်။ဒီတော့ဆယောက်စုဘက်ကလက်နက်အင်အားဗန္ဒာရေးအင်အားပေါ်တာစစ်သားအရေးအတွက်တာလွန်နေတဲ့အတွက် လက်နက်ကိုင်တော်လိုင်းရေရှုံးတော့မှာလားလို့တချို့ကမေးကြပါတယ်အဲ့ဒီမေးခွန်းဟာမှန်မှန်ပါဘူးကျွန်တော်မြင်ရမှာပါရန်သူနဲ့ပတ်သက်လို့မြင်မယ်ဆိုရင်ရန်သူအားကြီးတယ်ဟုတ်တယ်ဒါပေမဲ့သူ့မှာလည်းသူမဖြေရှင်းနိုင်တဲ့ခက်ခဲတွေအများကြီးပဲလူမြင်ထားဖို့လိုတယ်သူမဖြေရှင်းနိုင်လို့ဒီဝါတို့မိုင်လာတို့ဒီကိုကန်တို့ဒီ DNA တွေတို့သူပေးထားရတာလေဒါသူမဖြေရှင်းနိုင်လို့ပေးထားရတာဟုတ်အဲ့လိုမြင်မှုတို့လေသူကတအားကြီးကိုအားကြီးသူလုတ်ချင်ရလုတ်နိုင်တဲ့ဆိုတာမျိုးမမြင်ရဘူးအေးကျွန်တော်တော်လိုက်ဘက်ကဒီအချောင်ဆန်တဲ့လူတွေရတာဒါငါတို့ကတော့သူများအားကိုးနေတယ် သွားလို့မယ်လို့မြင်ပြီးတော့ပြုံးနေဆိုသူကအခက်ခဲကြုံတဲ့ခါကျတော့သူထွက်လာအောင်မမြင်တော့ဘူးဖြစ်သွားတာတကယ်အဲ့ဒါရန်သူနဲ့ပတ်သက်လို့မြင်ရင်ကျွန်တော်ရန်သူပြည့်ပြည့်စုံနေတော့တော်တော်ကိုအရာကောင်းနေတယ်ပါညာဆိုတော့ဒီလိုဒီမမြင်မှုလို့သူခက်ခဲနေလို့လေသူ့မှာလည်းဒီဖောက်ပြန်တဲ့စနစ်နဲ့ဖောက်ပြန်တဲ့ဒီဟောပေါ့နော်ဟိုမူရီကြသူ့မှာကြဆုံးမှုတွေသူကရှိနေတာတော့သူ့စိတ်တက်တည်းကလည်းတည်တဲ့အတိုင်းပဲလက်နဲ့ချရတော့တော့နည်းတဲ့သူ့စိတ်တက်ကဘယ်လောက်ချရတော့တည်လဲတော့အဲ့တော့ဒီအားနဲ့ချီတဲ့ချဘာမှပြီးတမိုက်မှရှိပါရှိပဲနဲ့ တော်လိုင်းရင်အားစုတွေဘက်ကတော့လာရှိုးတို့မိုးကုတ်တို့မိုးမိတ်တို့ပြန်ပေးလိုက်ရတဲ့အတွက်ဆွတ်ဆွတ်ခုံနာကြီးနေကြပါတယ်ဒါပေမဲ့ဆေးအုပ်စုဘက်ကစဉ်းစားကြည့်ပါလာရှိုးတို့ပြန်ပေးကြံတဲ့ကိုကံတင်ထားတဲ့နေရာတွေကိုယူပါတော့လို့သဘောတူလိုက်ရတာမိုးကုတ်မိုးမိတ်တို့ပြန်ပေးကြံတဲ့ပလောင်တင်ထားတဲ့ခုနှစ်မျိုးကိုမတိုက်တော့ပါဘူးလို့ဂရိပေးလိုက်ရတာဟာဘလောက်တောင်သူတို့အတွက်အသေးနာဖို့ကောင်းလိုက်မလဲသူတို့ကိုသူတို့အစိုးရပါလို့ကြွေးကြော်ထားတဲ့သူတွေက သဘုံတွေကိုမြို့တွေပေးပြီးတော့အပြည့်အဝလက်မှတ်ထိုးလိုက်ရတယ်ဆိုတာဟာဘလောက်တောင်သိခါကြတယ်လဲဆိုတာစဉ်းစားကြည့်ကြပါဒါမျိုးကအခုမှမဟုတ်ပါဘူးဝါဆိုလို့ရှိရင်တိကျနိုင်ငံတခုလိုတတိတနံစိုးစံခွင့်ပေးထားရတာဆယ်စုနှစ်နဲ့တောင်မှချီပြီးတော့ကြာနေပါပြီအဲ့ဒါတွေကပေးခြင်းလို့ပေးထားတာတွေမဟုတ်ပါဘူးသူတို့အားမရှိသေးလို့အောင့်ခံနေရတာပါကြိတ်မိတ်တီးခံနေရတာပါသူတို့ရဲ့ရည်မှန်းချက်ဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကိုရှင်းပြရေးဆိုတာကို သူတို့မမေ့ပါဘူးမိမိတို့နိုင်ငံမှာဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိတဲ့အချိန်မှာတက်မတော်အနေနဲ့လွတ်တော်မှာပါဝင်နေမှုကိုအစဉ်စဉ်လျှော့ချသွားနိုင်မှာဖြစ်ပါကြောင်းဆယ်စုရဲ့အကြက်တဲအာနေချက်တွေထဲမှာအကြီးဆုံးအာနေချက်ကတော့လူမှုကိုဘလို့မှသူတို့ဘက်ပါအောင်စီယုံလို့မရတဲ့အချက်ပါဒီစစ်ပွဲမှာဆယ်စုရှုံးနေမယ်တော်လန်ရေးကမရှုံးသေးဘူးလို့အဓိကပြောနိုင်နေသေးတဲ့အချက်ကလည်းအဲ့ဒီအချက်ပါပဲ လူလူကစေုပ်စုကိုပြက်ပြက်သားသားဆန့်ကျင်ပြီးတော့တော်လန်ရေးကိုပြက်ပြက်သားသားထောက်ခံနေသေးတဲ့အချက်ပါပြည်တွင်းစစ်ကြီးတခုဖြစ်လာပြီဆိုလို့ရှိရင်ပြည်တွင်းစစ်အစမှာဘသူကပဲအင်အားသာသာရေရှည်မှာပြည်သူထောက်ခံမှုရတဲ့သူတွေကတဖြည်းဖြည်းအင်အားကြီးလာပြီးတော့ပြည်သူလူထုအဆန့်ကျင်ခံရတဲ့သူတွေဟာတဖြည်းဖြည်းအားနည်းသွားတာဟာထုံးစံပါအဲ့ဒါကမ္ဘာနိုင်ငံတိုင်းမှာမလွဲမသွေကြုံတွေ့ရတဲ့ရေဘူးရ theory တခုပါပဲ ဲ့ဒါကြောင့်လဲရေရှည်စစ်ဆင်နွှဲရမယ်လို့ပြောနေတာပါစစ်ပွဲရေရှည်လာရင်လူလူကစစ်ပန်းလာမှာကိုစွရင်လေလို့နိုင်ငံရေးဝေဖန်သူတွေတော်တော်များများကပြောလို့ရှိပါတယ်မှန်ပါတယ်လူလူကလည်းစစ်ပန်းတတ်ပါတယ်ဒါပေမဲ့စစ်ပွဲရေရှည်လာလို့ရှိရင်ဒုက္ခအရောက်ဆုံးသူတွေက ပြည်သူလူထုထောက်ခံမှုမရတဲ့သူတွေပြည်သူလူထုစန့်ကျင်တာကိုခံရတဲ့သူတွေပါအဲ့ဒါကြောင့်လဲရေရှည်စစ်ပြူဟာကိုရှောင်လွှဲလို့မရဘူးလို့ပြောနေတာပါ စစ်အုပ်စုမှာကြာရှုံးမဲ့အခြေခံတည် အခြေခံဗီဇဟာတဘာတဲ့သူတို့နဲ့ကပ်ပြီးတော့ပါလာနေပါတယ်။အဲ့ဒါကတခြားမဟုတ်ပါဘူး။ပြည်သူလူထုရဲ့ထောက်ခံမှုမဲ့ခြင်းဆိုတဲ့အချက်ပါ။စစ်ပွဲရရှိတာနဲ့အမျှစစ်အုပ်စုဟာကြီးရာကနေပြီးတော့တဖြည်းဖြည်းသေးသွားပြီးတော့တော်လန်ရေးအဖွဲ့တွေကတော့သေးရာကနေပြီးတော့တဖြည်းဖြည်းကြီးလာမှာပါ။စစ်အုပ်စုဟာအရှုံးဆိုတဲ့ကိုဝင်ကိုအရှုံးဆိုတဲ့ဒရေကိုကိုဝင်ဆောင်ထားရပါတယ်။အဲ့ဒီကိုဝင် ကြာလေရင့်လေဖြစ်လာမှာပါအဲ့ဒါလို့ကြာလာလို့ရှိရင်ရင့်လာမဲ့အချိန်အရှုံးတည်းရင့်လာမဲ့အချိန်ရောက်အောင်တဖြည်းဖြည်းတော်လန်ရေးဘက်ကနေပြီးတော့အချိန်ယူအားမွေးပြီးတော့တိုက်ပွဲဆင်နေရတာပါတော်လန်ရေးအဖွဲ့တွေဟာတဖြည်းဖြည်းသေးရကနေပြီးတော့ကြီးလာမှာပါမိမိတော်လန်ရေးအရေးစုနဲ့ပတ်သက်မဲ့ပိုက်ဆိုကျွန်တော်ကမရှိရတဲ့ရရလက်နဲ့ကဆွဲကန်ပြီးဆလာဒီနေ့သူလက်ကင်တက်တည်ဖြစ်နေကြပြီသူကြာရန်သူရင်ဆိုင်တဲ့တက်တည်ဖြစ်နေပြီ ဒါပေမဲ့တော်လိုင်းရေးဖွဲ့တွေဘက်ကအထူးသတိထားရမယ့်အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ပြည်သူလူထုကမုံမဲ့ပြည်သူလူထုကစန့်ကျင်မဲ့လောရက်တွေကိုရှောင်ရှားဖို့ပါ။အဲ့ဒါဟာတော်လိုင်းရေးအဖွဲ့တွေအနေနဲ့ဘယ်တော့မှကျူးလွန်လို့မရတဲ့အချက်ဖြစ်ပါတယ်။ကျူးလွန်မိကြောင်းတွေ့ရင်တွေ့တာနဲ့ချက်ချင်းပြင်ဖို့အလွန်အရေးကြီးပါတယ်။ပြည်သူလူထုကစန့်ကျင်လာရင်ဝေဖန်တဲ့သူတွေကထောက်ပြလာရင်အဲ့ဒါဟာအချက်ပေးခေါင်းလောင်းနိုင်မယ်လို့နားလေသဘောပေါက်ဖို့လိုပါတယ်။ဝေဖန်သူတွေကိုရန်ရှာတာ ဝေဖန်တဲ့သူတွေကိုတတရအုပ်စုတွေလို့တစိတ်ကပ်ပြီးတော့ဖယ်ထုတ်တာမျိုးဟာပြင်မှုညှင်းဆန်တယ်ဆိုတဲ့အတိတ်ပဲတက်ရောက်ပါတယ်အဲ့ဒီအချက်ကိုသတိထားဖို့သိအရေးကြီးပါတယ်ဆေးအုပ်စုရဲ့နောက်ထပ်အချက်တဲကတော့အတွေးခေါ်ရတဖြည်းဖြည်းချင်းပြိုကျနေတဲ့အချက်အတဲပါဆေးအုပ်စုဟာသူတို့ကိုလူလူကစန့်ကျင်လာတဲ့အတွက်လူငယ်တွေကတော်လှန်လာကြတဲ့အတွက်ရက်ဆက်တဲ့လုပ်ရက်တွေကိုကျွလွန်လာကြပါတယ်ဒါဟာ တို့ရှင်တန်ရက်တီရဲ့အတွက်တို့ကောင်းစားရေးတသက်ကိုကြည့်ပြီးတော့ကျူးလွန်နေတာပါအဲ့ဒီလောက်ရက်တွေဟာမကောင်းမှန်းမလုတ်တင်မှန်းကိုပြည်သူတွေကပဲသိတာမဟုတ်ပါဘူးနိုင်ငံတကာကလည်းသိပါတယ်တို့အတွက်ပိုဆိုးတာကတော့တို့ဘက်တော်သားဆိုတဲ့သူတွေကပါသိနေပါတယ်အဲ့ဒါကြောင့်လဲဦးရဲထွတ်တို့ဒေါက်တာနေစိုးမောင်တို့လိုစစ်အုပ်စုအမာခံတွေကတောင်မှဆန့်ကျင်ပြောဆိုလာတာတွေဖြစ်လာပါတယ်တို့ရဲ့ထိတ်တန်းအမာခံကြီးဖြစ်တဲ့ဘူးလက်စားဆွေလိုလူမျိုးကတောင်မှတစ်ချက်တစ်ချက်စကားကြွပြီးတော့ကိုတက်ကို ပြန်နှင်းမိတာမျိုးတွေကိုတွေ့ရပါတယ်။ငါးမင်းဆွေလိုလူမျိုးကတောင်မှသူတို့ကိုပြန်ပြီးတော့ထိတာငော့တာမျိုးတွေလောက်လာတာတွေရှိပါတယ်။စစ်သားတွေထွက်ပြေးတာတွေအမြောက်များရှိလာတယ်လို့သူစစ်ဖို့တွေဘုံကျုပ်တွေအဆင့်အထိကိုအရေးယူရတာမျိုးတွေကိုလည်းတွေ့လာရပါတယ်။စေအောင်စုကောင်းဆောင်ဟာသူ့လူတွေတူတောင်မှမယုံနိုင်အောင်ဖြစ်ပြီးတော့သူ့လူတွေကိုဟိုနေရာရွှေ့ဒီနေရာရွှေ့တာမျိုးတွေအကြိမ်ကြိမ်လောက်လာရပါတယ်။စစ်ကောင်းဆောင်ကသူ့လူတွေတူမယုံနိုင်တာနဲ့အတူ သူ့လူတွေကလည်းသူတို့စစ်ကောင်းဆောင်ကိုမယုံကြည်နိုင်ဖြစ်လာပါတယ်ဘယ်တော့ငါ့အလှက်ရောက်လာမလဲဆိုပြီးတော့ယင်ထိတ်ထိတ်ထိတ်ဖြစ်လာနေကြပါတယ်စစ်ကောင်းဆောင်အနေနဲ့သူတန်ဖျားရှိတဲ့သူတွေကိုအေးအေးယူတာမျိုးလုပ်ပေမဲ့တခါတည်းအပြက်ရှင်းတာမျိုးကိုတော့လည်းမလုပ်နိုင်ပဲဖြစ်နေပြန်ပါတယ်အဲ့ဒါလိုအပြက်ရှင်းရင်သူ့မှာလူမကြံတော့မဲ့အခြေအနေအထိဆက်ရောက်မှာကိုစိုးရင်ပူပန်လာရတဲ့အခြေအနေမျိုးပါအဲ့ဒါကြောင့်အေးအေးယူပြီးသားလူတွေကိုပြန်ခေါ်နေရာပေးတာမျိုးတွေကိုလည်းထပ်ခါထပ်ခါလုပ်လာရပါတယ် ဗိုလ်သားရှင်ရဲ့လက်ထက်မှာဆိုလို့ရှိရင်အေးယူပြီးသားလူကိုပြန်ခေါ်နေရပေးရတာမျိုးတော်တော်နေပါတယ်။အခုဘုံမင်းအွန်လိုင်းကနေရပေးပြန်ခေါ်ခိုင်းလုပ်နေရတယ်ဆိုတာဟာသူ့အတွက်အခက်အခဲကြီးမားတာကို ဖော်ပြနေတာပါ။အတွေးခေါ်ပြိုကျနေတဲ့အတွက်ဆေးအဆုအတွင်းစီးလုံးညီညွတ်မှုဟာစစ်သမိုင်းတခြားမှာအဆိုးဝါးဆုံးပြိုကွဲမှုကြီးဖြစ်နေပါတယ်။နောက်ဆုံးဆေးအဆုပြိုကျကနေမှာအဲ့ဒီဆေးအဆုအတွင်းညီညွတ်ရေးပြိုကွဲမှုဟာပောက်ကွဲမှုကြီးတစ်ခုအဆင့်ထိပ် ရောက်လာနိုင်ပါတယ်88ရေရဘုံဖြတ်တန်းခဲ့တဲ့သူတချို့ကအထူးသဖြင့်နိုင်ငံခြားပြန်စကောလာဆိုတဲ့သူတွေကနောက်ဆုံးတော့စေအုပ်စုကိုတော်လိုင်းရေးကရှုံးမှာပါပဲလို့တွေးထင်တတ်ကြပါတယ်အဲ့ဒါကရှုံးစိတ်ဆွဲအားကြီးသွားတာပါသူတို့ဟာဂဲမှန်မှုတဲ့စာတငယ်လိုဖြစ်နေကြတာပါဂဲမြင်နိုင်လန့်နေကြတာပါ88မှာတုန်းကလည်းအနိုင်ရလူလူအချင်းတွေရောက်ပြီးမှရှုံးသွားတယ်လို့သူတို့ကထင်ထားခဲ့ကြပါတယ် တကယ်တော့အဲ့ဒါကလည်းမမှန်ပါဘူး88ရေးတော်ဘုံကြီးဟာအရှုံးနဲ့အဆုံးတက်သွားတယ်ဆိုတဲ့စကားဟာမမှန်ပါဘူး88ရေးတော်ဘုံကြီးကမပြည့်ပြတ်သေးတာပါအခု2021တော်လိုင်းရေးဟာလည်း88ရေးတော်ဘုံကြီးရဲ့အဆက်ပါဒါပေမဲ့88ဟောင်းနိုင်ငံရပြန်စကောလာဆိုတဲ့သူတွေဟာအရှုံးစိတ်ဆွဲပြီးတော့ရှုံးတော့မှာပါပဲလို့တွေးတတ်ကြပါတယ်သူတို့သတိမပြုမိတာကအခုအချိန်ဟာ88တုန်းကနဲ့မတူတဲ့အချိန်တွေပါ ာမတူသလဲဆိုတော့88မှာလူလူတရလုံးကလက်နက်ကင်ဒေါ်လာရေးမှာပါဝင်လာတဲ့အချိန်တွေအထိမရောက်ခဲ့ပါဘူးအခုအချိန်တွေက တနိုင်ငံလုံးကလက်နက်ကင်ဒေါ်လာရေးကိုထောက်ခံအားပေးနေကြပါတယ်လက်နက်ကင်ဒေါ်လာရေးရှုံးတော့မယ်လို့ပြောနေကြတဲ့သူတွေလက်နက်ကင်ဒေါ်လာရေးရှုံးမှကြောက်ပြီးတော့စိတ်သက်ကြနေတဲ့သူတွေသတိရတဲ့နဲ့အချက်ကဒီဒေါ်လာရေးကိုတူမီနဲ့စခဲ့ကြတယ်ဆိုတဲ့အချက်ပါဘာမှမရှိတဲ့ဘဝမှာလေးခွနဲ့တူမီကင်ပြီးတော့ တော်လန်ခဲ့ကြတဲ့သူတွေအနေနဲ့အခုချိန်ဒီမှာဘာမှစိတ်သက်ကြစရာမရှိပါဘူးအခုဆိုရင် မောင်းပြန်ရိုင်ဖယ်တွေရှိပါတယ်တက်တွေဖွဲ့စည်းထားတာရှိပါတယ်လူထုကလည်းတော်လန်ရေးကိုအားပေးနေတော့မှာပဲစစ်မတိုက်ဖဲကိုကျိုးရှာနေတဲ့အဖွဲ့တွေကသာလူထုကစန့်ကျင်ဝေဖန်နေတာပါစစ်အုပ်စုကိုတိုက်ပြရင်ဘယ်ဖွဲ့တိုက်တိုက် လူထုကချက်ချင်းထောက်ခံအားပေးနေကြတော့မှာပဲလူထုဟာကြာရနေရကနေပါဝင်နေကြပါတယ် နိုင်ငံခြားကနေငွေလူသူကလှူကြပါတယ်ပြည်တွင်းကနေထမင်းဟင်းချက်ကျွေးသူကကျွေးကြပါတယ်စစ်တပ်လှုပ်ရှားမှုတွေကိုသတင်းပေးသူက ပေးကြပါတယ်လူမှုကွန်ရက်မှာ တကောတော်သတင်းသမားလုံနေကြတဲ့သူတွေဆိုတာကလည်းမရေမတွက်နိုင်တော့အောင် များပြားနေပါတယ်ကျွန်တော်ဟာနိုင်ငံတကာမီဒီယာကြီးမှာနှစ်ပေါင်း20နီးပါးသတင်းတော့လှုပ်လာတဲ့သူပါဒါပေမဲ့ဒီနေ့ခေတ်တကောတော်သတင်းသမားတွေနဲ့ CJ တွေရဲ့အခန်းကဏ္ဍဟာပင်မမီဒီယာကြီးတွေထက်တောင်မှခြေလှမ်းတက်နေတယ်ဆိုတာကိုဝန်မခံမဲ့မနေနိုင်ပါဘူး ဘာမှမတတ်နိုင်တဲ့အစုံအနေဆုံးအဆင့်အနေနဲ့လူမှုကွန်ရက်ကနေကီးဘုတ်တော်လိုင်းရေးလုံနေတဲ့လူတွေတောင်မှမနှဲပါဘူးဒါတွေကိုကီးဘုတ်တော်လိုင်းရေးဆိုပြီးတော့လှောင်ပြောင်နေကြပေမဲ့လက်တွေ့မှာစေအုပ်စုအတွက်ကတော့တိတ်ကိုတုံလို့ရတဲ့အခြေအနေပါဟဟပေးရင် ထောင်သုံးနှစ်အသက်ပေးရင်ထောင်သုံးနှစ်ဆိုတဲ့အစွန်းရောက်ဖိနှိပ်မှုတွေကိုစေအုပ်စုကလုံနေတယ်ဆိုတာအလကားလုံနေတာမဟုတ်ပါဘူးအဲ့ဒီဟဟတွေအသေးတွေဟာထိရောက်လို့သူတို့ဖိနှိပ်နေတာပါသူတို့တိတ်ကြောက်လို့လုံနေတာပါ လူတွေပေးတဲ့ဟာဟာကလေးတစ်ချက်အသေးကလေးတစ်ချက်ကတော့သူတို့ကိုအဆိုင်ထိုးသလိုနာကျင်စေပါတယ်အဲ့ဒါကြောင့်ဆေးအုပ်စုရဲ့အချက်တဲဟာတိတ်ကြီးမှားပါတယ်လို့ပြောနေတာပါအုပ်ဆုံးသူလူတန်းစားကတိတ်အလွန်ကျွန်ဖိနှိပ်လာပြီဆိုရင်ပြည်သူလူထုကြီးနားလည်ရမှာကသူတို့ဟာတိတ်ကြောက်နေပြီဆိုတဲ့အချက်ပါဆေးအုပ်စုဟာသူတို့ရေးထားတဲ့အခြေခံဥပဒေကြီးကိုဖောက်ဖျက်ပြီးထက်ခါထက်ခါအာနာသိမ့်တက်တန်းတိုးတာဟာလဲကြံရမရလို့လုပ်ရတာပါ ဲ့ဒါလိုလောက်ရတာဟာကြာတော့တိတ်ခက်လာပါတယ်မရှက်တတ်တဲ့သူတွေအတွက်တောင်မှရှက်စရာဖြစ်လာပါတယ်အဲ့ဒါကြောင့်တရားဝင်မှုရအောင်ဆိုပြီးတော့ legitimacy ရအောင်ဆိုပြီးတော့တရားမျှတမှုလုံးဝကင်းမဲ့တဲ့အာရမရွေးကောက်ပွဲကြီးကို ထလောက်ရပါတော့တယ်ဒါပေမဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကလုံးဝလက်မခံဘူးဆိုတာကိုရွေးကောက်ပွဲမတိုင်ခင်မှာကလေးကထင်ထင်ရှားရှားကြီးထွက်ပေါ်လာပါတယ်သူတို့ပဲတည်တာမဟုတ်ပါဘူးနိုင်ငံတကာကတောင်မှသိပါတယ် ပြည်သူလူထုကရွေးကောက်ပွဲကိုဘလောက်ထိဆန့်ကျင်တယ်လဲဆိုရင်အဲ့ဒီရွေးကောက်ပွဲမှာပါဝင်တဲ့သူတွေကိုပါဆန့်ကျင်ပါတယ်။တချို့ကပြည်သူပတ်တော်သားတွေလို့လူတချို့ကအနည်းနဲ့အများထောက်ခံယူဆထားခဲ့ကြတဲ့ဒေါ်စနာမင်းတို့ဥက္ကုကိုကြီးတို့တောင်မှဒီရွေးကောက်ပွဲဝင်လိုက်မိတဲ့အတွက်တော်တော်မျက်နှာပြက်ကြပါတယ်။ပြည်သူလူထုရဲ့ဆန့်ကျင်မှုကိုသူတို့ပါတိမ်ကြုံခံစားကြရပါတယ်။လော်ဘီတွေကငွေရလို့ရွေးကောက်ပွဲကိုဆန့်ကျင်နေကြတာဆိုပြီးတော့ဒေါ်စနာမင်းရောဥက္ကုကိုကြီးရောပြောပါတယ်။ဒါပေမဲ့ပြည်သူလူထုက ဘယ်လိုပြီးလဲဘလို့ငွေယူပြီးတော့စန့်ကျင်နေကြတယ်ဆိုတာသိလဲမသိစိတ်လဲမဝင်စားပါဘူးဒေါ်စနာမင်းတို့ဥက္ကူကိုကြီးတို့ကိုသာအခွင့်အရေးလိုချင်လို့ရွေးကောက်ပွဲဝင်ကြတာလို့ပြည်သူတွေကသဘောထားနေကြပါတယ်ဒါတွေဟာပုံကိုရေးမဟုတ်ပါဘူးဒေါ်စနာမင်းဥက္ကူကိုကြီးတို့ကိုပြည်သူကပုံကိုရေးရစန့်ကျင်နေကြတာမဟုတ်ပါဘူးစေအုပ်စုကိုစန့်ကျင်နေကြတာပါဒေါ်စနာမင်းတို့ဥက္ကူကိုကြီးတို့ဒီနေ့တော်လိုင်းရေးဖက်ကူလာလို့ရှိရင်ပြည်သူတွေကသူတို့ကိုဒီနေ့ပြန်ထောက်ခံကြလိမ့်မယ်လို့တောင်မှယူဆရပါတယ် ရွေးကောက်ပွဲကိုလူတို့ကဘလို့မှလက်မခံကြတာဟာစစ်အုပ်စုအတွက်အကြက်တဲကြီးတစ်ခုပါအေးရခိုင်တပ်တော်ကိုဘလို့မှနှိမ်နင်းလို့မရပဲတိုက်တိုင်းရှုံဖြစ်နေတာဟာလဲစစ်အုပ်စုအတွက်အလွန်ကြီးမားတဲ့အခက်အခဲကြီးတစ်ခုပါလက်ရှိတော်လှန်ရေးအစ်စ်ဟာတင်ဒကဖြူဟာခံစစ်ဖြစ်တဲ့အတွက်ပျောက်ကြားစစ်ကိုပဲတနိုင်ငံလုံးအခြေအနေရကျင့်သုံးနေတယ်လို့ဥထွန်းလှအောင်ကဆိုပါတယ်မြို့သိမ်းတိုက်ပွဲတွေကိုသိအားမပြုသင့်ဘူးလို့အကြံပြုထားပါတယ်ဒါပေမဲ့ အေးရခိုင်တက်တော်ကတော့မြို့သိမ်းတိုက်ပွဲတွေကိုအဓိကဖြူဟာအဖြစ်အသုံးပြုပြီးတော့အောင်ပွဲရနေပါတယ်အဲ့ဒါကိုဆေဆုစစ်တပ်ကဘလို့မှနှိမ်နှင်းလို့မရပဲဖြစ်နေပါတယ်တရုတ်ကဖျက်လေးဖျက်နဲ့ကူညီဖို့ဆိုတာကလည်းရခိုင်အတွက်လုပ်လို့မရပါဘူးရခိုင်ဟာစစ်ကောင်စီစစ်တပ်တွေအတွက်စစ်သင်းကြီးဖြစ်နေပါတယ်အခုမြောက်ဦးစေယုံကိုစစ်ကောင်စီကဘုံကျဲပါတယ်ပလောင်ဒေသကိုလှုပ်တယ်လို့လှုပ်လာတာပါဒါပေမဲ့အဲ့ဒီနီးစနစ်ကိုရခိုင်မှာအသုံးပြုပြီးတော့အောင်မြင်မဲ့ပုံမပေါ်ပါဘူး အေးအေးမာကြတော့သူထူးခြားချက်ရှိတာကဘာလဲဆိုတော့သူသူတက်ရဲ့စူးစီးမှုပဲနော်စူးစီးစီးရှိတာရဲ့နောက်တော့သူကရခိုင်ဘက်ကသူကတီးချလို့ဖြစ်နေတာဗျာနေမြေနေထားရတကယ်ရိုးတော်ကြီးချားနေတာရှိတယ်ကတခြားဒေသတွေနဲ့မတူတာအဲပြည်နေထားရသူကလည်းကောင်းတာရှိတယ်နောက်တော့တစ်ဖက်ကလည်းပင်လယ်ရှိတယ်နော်ပင်လယ်ပင်လယ်ရှိတဲ့အခါကျတော့ပင်လယ်ပင်လယ်ချောင်းမောင်းဒေသပေါ့သူဒီဒေသထူးခြားချက်တွေအောင်မဆိုသူစီရေးရဆိုသူတည်းအားသာချက်တွေတော့များတယ်အဲ့ဒါတစ်ခုပေါ့နော် နောက်တစ်ခုကဒီသူ့တိုက်နီးတွေနဲ့ပတ်သက်လို့ဆိုရှင်သူတကယ်လှုပ်ရှားစစ်သဘောဆောင်တဲ့တိုက်နီးတွေပဲနော်ဒီနေ့ဒီတိုက်နေရှိတယ်ဒါသူ့အနေသူ့ရဲ့ data ရဲ့ထူးခြားချက်အရာလို့ကျွန်တော်အဲ့လိုယူဆရရှိတယ်တပီလုံးကအဲ့လိုလုပ်လို့တော့မရဘူးသူပတွေ့နေထားရောသူ့ရဲ့ AR ရောပေါ့နော်ဒီတရားတွေကသူဒီအချက်လက်တွေကသူ့ဟောဖြစ်တယ်အဓိကကြရလို့ထင်တယ်ဆေးအုပ်စုအတွက်နောက်ထပ်အခက်အခဲတစ်ခုရှိပြန်ပါသေးတယ်အဲ့ဒါကတော့ဆေးအုပ်စုဟာတက်ပြတ်တော့မလောက်နေပါစစ်သားအကြီးအတွက်နေပါသွားခဲ့ပါတယ် ဲ့လိုနေပတ်သွားတဲ့အခါမှာစစ်မှုထမ်းပြန်ပေးဥပဒေကိုအသုံးပြုပြီးစစ်သားတွေကိုအတင်းအဓမ္မစုဆောင်းခဲ့ပါတယ်။အဲ့ဒီပြန်ပေးစစ်သားတွေနဲ့တုတက်ကိုအသက်ဆက်ထားပါတယ်။ဒါပေမဲ့အဲ့ဒီစစ်သားတွေကဘာမှတည်တည်ချာချာလေ့ကျင့်မထားဘဲနဲ့တနက်ပြင်းနီးလက်ပူတိုက်တင်ပေးပြီးတော့ဝင်းတိုက်ခိုင်းထားရတယ်လို့ဖြစ်နေပါတယ်။နည်းနည်းလေးတိုက်ပွဲပြင်းထန်လာရင်ဆေးအုပ်စုရဲ့တပ်ဟာဖွဲ့စည်းပုံပြက်ပြီးတော့ဖျို့ဖျဲဖြစ်သွားပါတယ်။ဘလို့မှထိမရပါဘူး။အဲ့လိုဖြစ်လာတော့ပြန်ပေးစစ်သားတွေကိုနောက်ပြန်ဆုတ်မလာနဲ့ဆုတ်လာရင် ပြစ်တတ်မယ်လို့အမိန့်ပေးတဲ့အတွက်ပြန်ပေးစစ်သားတွေဟာငိုရင်းတိုက်ငိုရင်းပြစ်ကြတာမျိုးကိုတောင်မှတွေ့လာရပါတယ်အဲဒါကြောင့်စစ်အုပ်စုစစ်တပ်ဟာအဆမ်းမရှိဘဲနဲ့ဟန်နာရှိတဲ့တကြံအမြောက်လိုဖြစ်နေပါတယ်ဒါ့အပြင်အခုဆိုလို့ရှိရင်စစ်မှုထမ်းပထမအတော့ကိုအိမ်ပြန်ပို့ရမယ့်အခြေအနေရောက်နေပါပြီနောက်လူတွေခေါ်လို့ရအောင်တသုတ်နှစ်သုတ်လောက်ကိုအိမ်ပြန်ပို့ပေးတာမျိုးရှိချင်ရှိမှာပါဒါပေမဲ့အဲ့ဒီနောက်အတော့တွေဆိုလို့ရှိရင်သူတို့ပြန်ပို့မပေးဘဲအတင်းဆွဲထားမယ်ဆိုတာကတေချာတဲ့လောက်ပါပဲ အဲ့ဒါလို့လှုပ်လာရင်စစ်မှုထမ်းဆန့်ကျင်ရေးဟာပိုပြီးတော့ကြီးမားပြင်းထန်လာတာကိုတွေ့ရပါဦးမယ်တော်လိုင်းရေးဘက်မှာရှိတဲ့ပြဿနာတစ်ခုကတော်လိုင်းရေးရှုံ့နှောက်မယ်ထင်ပြီးတော့စိတ်ဓာတ်ကျတဲ့ပြဿနာပါတော်လိုင်းရေးကမရှုံ့ပါဘူးရှုံ့ဖို့ဆိုတာနဲ့အဝေးကြီးပါတစ်ခုလုံးခြုံကြည့်ရင်အခြေအနေအလွန်ကောင်းနေပါသေးတယ်ဒါပေမဲ့စိတ်ဓာတ်ကျတာကတော့အရှုံးစီကိုတွန့်ဖို့တတ်ပါတယ်စိတ်ဓာတ်ကျတာကသာတကယ့်ပြဿနာပါအဲ့ဒါကြောင့်လဲစေအုပ်စုဟာစိတ်ဓာတ်စစ်စင်ရေးတွေကိုလူမှုကွန်ရက်မှာတွင်တင်ကြဲကြဲလုပ်နေပါတယ်ရှုံ့ပြီလို့ထင်နေတဲ့သူတွေဟာ ကိုယ့်ဘက်ကိုပြန်ပြီးတော့အပြစ်ရှာတတ်တဲ့သဘာဝရှိပါတယ်သူ့ကြောင့်ဖြစ်တာငါ့ကြောင့်ဖြစ်တာဘယ်သူမကောင်းလို့ဘဝမကောင်းလို့ဆိုပြီးတော့တယောက်နဲ့တယောက်လက်ညှိုးထိုးအပြစ်တင်ပြီးတော့ညီညွတ်ရေးပြိုကွဲတတ်ပါတယ်အခုဒီနေ့ထဲမှာအဲ့လိုအချင်းချင်းအပြစ်တင်တာရံဖြစ်တာတိုက်ခိုက်တာတွေများလာတာတွေ့ရပါတယ်ဝေဖန်ရေးဟာမလုပ်ရဘူးမဟုတ်ပါဘူးလုပ်ရမှာပါလိုအပ်ပါတယ်မရှိလို့မဖြစ်ပါဘူးဒါပေမဲ့အချင်းချင်းအပြုတ်တိုက်နေတာမျိုးကတော့အကျိုးမများပါဘူးဆေးအုပ်စုကိုတောက်လောင်နေတဲ့အမိကအလွန်ကြီးပါတယ်ဆေးအုပ်စုရဲ့အခြေအနေဟာယူမီဝိုင်းအခြေအနေပါ သူစိတ်ချလက်ချယုံကြည်အားထားရတဲ့မိတ်ဆွေဆိုတာမရှိသလောက်ရှားပါတယ်နိုင်ငံတကာမိတ်ဆွေဆိုတာကလက်ငါးချောင်းပြည့်အောင်တောင်မှပြည့်စရာမရှိပါဘူးပြည်ရင်းမိတ်ဆွေဆိုတာကလုံးဝမရှိပါဘူးသူ့တက်ထဲကခေါင်းဆောင်တွေအချင်းချင်းတောင်မှတယောက်ခြေလှမ်းတယောက်အကဲခတ်နေကြရတဲ့အခြေအနေပါရန်သူကိုရှော့တွေ့ပြီးတော့နောက်နှစ်တော်လည်ရေးပြီးမယ်မကြခင်ထိုးစစ်ကြီးလုတော့မယ်ဆိုတာမျိုးဟာဘာမှအတိတ်ပဲမရှိသလိုပဲရန်သူကတော့တိတ်အားကြီးနေပြီးတော်လည်ရေးရှုံတော့မယ်လို့ရန်သူကိုအထင်ကြီးပြောဆိုနေတာမျိုးဟာလဲ။ အသက်ငယ်လွန်းရကြပါတယ်။အုတ်ချစ်သည်ကြွေကြလို့ထပြေးတဲ့ယုံကြောင့်တတော်လုံးမှောက်ရတဲ့အဖြစ်မျိုးမကျွတ်အောင်သတိနဲ့စင်ကြင်ပြီးတော့လှုပ်ရှားရှိတာကိုလှုပ်ဖို့လိုပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုမဆုံးရှုံးစေနဲ့။တော်လန်ရေးတက်အချင်းချင်းရမရှာနဲ့။တင်ဒကားဖြူဟာခန့်စစ်ဆိုတာကိုနားလည်ပြီးတော့တက်ကြီးထွားအောင်လူထုထောက်ခံမှုကြီးမားအောင်အခြေခံဒေသကျပြောင်းအောင်တိစောက်ဖို့လိုပါတယ်။အဲ့ဒါမှန်ကန်တဲ့စည်ရေးလမ်းစဉ်ဖြစ်ပါလိမ့်မယ်။ တော်လိုင်းအင်အားစုတွေနဲ့ပတ်သက်လို့ဆိုရှင်ကျွန်တော်မှာထပ်ပေါက်ချနိုင်တဲ့လမ်းကြောင်းတွေရှိနေတယ်ဖြစ်တယ်။ဇူဒီယာတချို့အင်အားစုတွေပြုတ်ခွဲတာရှိနိုင်တယ်။ဒါပေမဲ့တချို့ဇူကဇူဒီယာတချို့အင်အားစုတွေကလည်းပြန်လည်စုစည်းလာတာတွေလည်းဖြစ်နိုင်တယ်။တကယ်တိုက်ချင်တဲ့လူတွေကစုလာပါပဲ။အဲ့ဒီတဘောကိုတော့ပြင်ထားဖို့လိုတယ်။အဲတော်ုံတော်ုံနဲ့တော့ကျွန်တော်ကတော်လိုင်းကဆုံးရှုံးတော့မှာမဟုတ်ဘူးလေနော်။ဒီကျွန်တော်လမ်းစဉ် policy တွေမမအောင်ဆိုရှင်ကျွန်တော်ဆုံးရှုံးနိုင်ဘူးလို့ကျွန်တော်တယောက်ချင်းကတော့အဲ့လိုအမြင်တယ်။